ဲ့ဟိုကလေတည့်ရမလားပြောရလို့ရှင်တော့ဟိုအပြူပြန်းလေးအပြူပြန်းလေးဟိုမှာရီစားလည်းတစ်ခါမှမထားဘူးတင်းတဲ့လူနေရတော့အမှန်တမ်းပြောရင်စန့်ကျင်ဘက် အဲရောက်ကြယူမလားလို့သူများကအဲ့လိုမျိုး propose လုပ်တဲ့သူတွေကြပြန်တော့လေကိုမျက်စီလည်းမမြင်ဘူးဒီတချင်းနဲ့အတူတူပေါ့နော်ဟိုဈေးပန်းခင်းလိုက်တာလည်းပါတယ်ပေါ့နော်ခန္ဓာကိုယ်ကြီးရပေါ့လက်ရောင်လိုက်နေရလားမသိဘူးပေါ့အဲ့ဒါကြီးကိုအပြိုတို့ပြောတယ်ပေါ့ဆိုအများကြီးထမိုင်ခွင့်ရှိတယ်နန်းအကြောင်းကောင်းကောင်းမသိရသူဒါပေမဲ့အခုနန်းကပြောနေတာနန်းကိုအပြင်းမမမြင်ဘူးတဲ့သူတွေက comment ရေးပြီးနန်းကို blame နေတယ်လို့နန်းမပြောချင်ဘူးနော်အမြင်သူရှိတဲ့လောက်ပဲသူတို့သိမယ်လीနော်သူတို့ရဲ့အတွေးခေါ်ရှိတဲ့လောက်သူတို့နိုင်တဲ့လောက်ပဲမြင်တာပဲလीအ ကိုပိုင်တချင်းလုံမယ်လို့အဲ့လိုပေါ်ရည်ရည်ရထားရပေါ့နော်ဘာလို့လဲဆိုတော့အခုကအစိုးဝဲကြီးလဲတအားဖိတ်ကြတာများတဲ့ခါကျတော့အဲသူများတချင်းနဲ့ကြီးရဲဆိုရပေါ့နော်ကိုကိုပိုင်တန်စင်နဲ့ကိုတချင်းလေးနဲ့လဲဖြောဖြစ်ပြီးချင်တယ်ဆိုတော့စိတ်ကလေးကပေါ်လာတာနဲ့အဲ့ဒါပေါ့နော်ဟိုတီးရေးဆရာတွေကပေါ့နော်အများကြီးတချင်းတွေကတော့15ပုတ်လောက်ရှိတယ်ဝယ်ထားတာလीအမေအခုလုံမယ်လို့ရည်ထားတာပေါ့နော်အချောလေးကင်ထားတာတော့9ပုတ်ပေါ့အခုဒီ2ပုတ်ကတော့ထွက်မယ်ဆိုတော့ဒီအခုတပုတ်တော့ထွက်သွားပြီပေါ့နော်အပြိုပါဟဲဆိုတဲ့တချင်းလေးပေါ့တချင်းလေးကတော့ ဟိုအမှန်တကယ်ကတော့အပြိုပါဟဲဆိုတဲ့သချင်းကိုအဓိကတီးတဲ့အဲ့လို idea ထုတ်ပြီးတော့မှတော့လှုပ်ထားတာတော့မဟုတ်ဘူးအဲ director ရွှေလက်အောင်မင်းပေါ့နော်သူကကိုယ်တိုင်ရေးတယ်ကိုယ်တိုင်ရိုက်ထားတယ်အဲအဲ့ director ကြီးကသူရေးထားတဲ့သချင်းလို့မနှမ်းဝင်မြည်ရေးတဲ့ဒီသချင်းလေးကိုသဘောကျလားတဲ့မနှမ်းဝင်မြည်အခုအဆိုပွဲကြီးလဲတောက်လျှောက်ဆိုးနေရယ်ပေါ့နော်မနှမ်းဝင်မြည်လဲအဲ propose လုပ်တဲ့သူတွေကမေးကြမှာပဲပေါ့နော်ကျွန်တော်မနှမ်းဝင်မြည်ပုံလေးကိုကြည့်ပြောပါတော့ဒီသချင်းလေးတော့ရေးဖြစ်တယ်ပေါ့ကြိုက်လားဆိုတော့ဖတ်ကြည့်လိုက်တဲ့အခါကျစာသားလေးတွေကပေါ့ပေါ့ပါပါလေးနဲ့ချစ်စရာလေးဟို စပါနန်းအတွက်ကတော့အခုဒီတချင်းနေနဲ့ပတ်သက်လို့နန်းဒါအခုမှစဝင်တာဖြစ်တဲ့အတွက်လေဒီလိုပေါ့ပေါ့ပါတချင်းလေးနဲ့ပဲရင်သွားရှင်နေပေါ့ကို့မှာဖိအားလည်းမရှိဘူးလေဆိုရတာပေါ့နော်အဲ့လိုမျိုးဆိုချစ်စရာကောင်းလို့ဆိုပြီးမှအရတယ်လေလို့ဒီတချင်းလေးယူလိုက်မယ်ဆိုမှအာရိုက်ဖြစ်ကြတာအဲ့လိုပေါ့မေးတာလေးကများတယ်လေနော်ဟမ်တချို့ကလည်းအပြူလားတချို့ကလည်းဟဲဟိုရှိလားဘလို့ပညာနဲ့ဆိုမျိုးစုံမေးနေခါကျဒီတချင်းနဲ့အတူတူပေါ့နော်ဟိုဈေးပန်းခင်းလိုက်တာလည်းပါတယ်ပေါ့နော်အဲ့တချင်းထွက်တာကိုအဲ့လိုပေါ့ပြောကြရတယ်ပေါ့နော်ဟိုဒီတချင်းကပေါ့ဘာကြီးလဲပေါ့ အပြိုပါဟဲဆိုပြီးတော့အဲတချို့ကလည်းအမျိုးမျိုးပေါ့နော်ဝေဖန်တော့ခါကျသူအပြိုမဟုတ်တာရီးစားရှိရတချို့ကလည်းဟာအမျိုးစုံပြောရတယ်ဘာလို့ထင်ရတယ်ပြောကြတယ်ချို့ကြတချင်းလေးရဲ့အတိတ်ဘယ်ဟိုကလေးသိရမလားပြောရလို့ရှင်တော့ဟိုအပြိုပြန်လေးအပြူပြန်လေးကရီးစားတဲ့တစ်ခါမှမထားဘူးသူရဲ့တခြင်းအတိတ်ပဲလေးอ่ะအပြီးတော့ခါကျတော့သူကကွယ်အဲ့လိုမျိုးပေါ့ဟို ိတ်ကူးရင်ပြီးတော့မှရီစာတော့ထားတော့မယ်ရီစာထားရုံနဲ့မကဘူးသူကတစ်ခါလေအစ်စ်နေကြော်ပြီးတော့ရောက်ကြပါယူတော့မယ်အဲသူအဲ့လိုပေါ့နော်အပြူပြန်ဆက်ဆက်လူးခါနေတဲ့အပုံစံလေးပေါ့အဲ့ဒီသင်းလေးကအဲ့ဒါချစ်စရာလေးပါသင်းနဲ့လူနေရတော့အမှန်တမ်းပြောရင်စန့်ကျင်ဘက်စန့်ကျင်ဘက်ဆိုတော့ကိုကအခုတကယ်တမ်းကလေရီစာထားလားဆိုတော့ရီစာလည်းမရှိအဲရောက်ကြယူမလားလို့သူများကအဲ့လိုမျိုး propose လုပ်တဲ့သူတွေကြပြန်တော့လေကိုမျက်စီလည်းမမြင်ဘူးအဲ့လိုမျိုးအမှန်တမ်းသင်းနဲ့နန်းဝင်နေတဲ့စန့်ကျင်ဘက် ဒါမဲ့အဲပြောမှဆိုနိုင်ငံကကြတော့ဒီလိုမျိုးပေါ့လေဟိုအဲ့လိုပုံစံမတူတာလေးတွေစိတ်ကူးပေါ့နော်ကိုအတွေးနဲ့စိတ်ကူးကတမျိုးဖြစ်နေအဲ့ဒါလေးသဘောကျအဲယူဂျင်နာတွေပါရဆန့်ကျင်ပဲမယူဂျင်ဒါမဲ့ကန်တရားရပေါ့နော်ပြော ပြောလို့တော့မရဘူးပေါ့နော်အယောက်ျားရရှင်လဲရမယ်မရရှင်ဒီလိုအပြူကြီးပဲဖြစ်ရှင်လဲဖြစ်သွားမယ်ပေါ့အဲ့မဲ့တချင်းလေးသဘောရတော့ချစ်စရာကောင်းတယ်ပေါ့အတွေးလေးရရိုးရှင်းတယ်အပြူလေးတွေပေါ့နော်အကြီးစားထားခြင်းနဲ့ယောက်ျားယူမယ်မိဘသဘောမတူလဲမရဘူးအတင်းပဲခိုးပြေးမယ်အဲ့အမျိုးတချင်းလေးဆိုချစ်စရာလေးဆိုပြီးမှပဲဒါစုဖြစ်တာပါဟုတ်မနန်းနေနေကတော့အများကြီးဟိုကိုယ်တည်တဲ့တငယ်ချင်းအရင်ခောက်ခောက်တည်းကတော့ဒါတည်ကြတယ်။နောက်ပြီးတော့ဒီကိစ္စတစ်ခုကြီးကသူများကိုယ်ပေါ်မယုံကြည်တာဆိုတာကိုကဖြည့်ရှင်းပြရအောင်ကိုကအာတရားခံတယောက်မဟုတ်ဘူး။အဲ့တ ဲ့ကြောင့်မို့နဲ့တော့ဒီရက်စာအထွေထူးတော့မရှင်းပြဘူးအဲနားလည်ပြီးနိုင်တဲ့သူတွေရှိတယ်လို့နားမလည်ပြီးနိုင်ဘူးကို့အထင်အမြင်နဲ့ပြောရှင်တဲ့သူတွေလည်းအများကြီးရှိရဲ့လीဒါပေမဲ့သူတို့ထင်ရမြင်ရပြောတဲ့အပေါ်မှာနန်စိတ်မဆိုးဘူးဘာဖြစ်လို့လဲဆိုတော့နန်အကြောင်းကောင်းကောင်းမသိဘဲနဲ့မှန်းမိပြောရတာဖြစ်တဲ့အတွက်လीနော်အဲ့ဒီတကြောင်နန်စိတ်မဆိုးပါအဲဒီတခြင်းရဲ့အပေါ်မှာအများကြီး comment တွေဖတ်တယ်နန်လေအခုဒီတခြင်းနဲ့ပတ်သက်လို့ comment အရင်တော့ မဖတ်ဖြစ်ဘူးဒါအမှန်တိုင်းဝင်ခန့်တာနာ post တင်ပြီးပြီဆိုတော့အလုံးမအားတာဖြစ်တော့တော်တော်မဖတ်ဘူးဒါပေမဲ့အခုဒီတခြင်းရဲ့ပုံမှာတော့နာဒါကိုပိုင်းတခြင်းလေးဖြစ်တဲ့အတွက်နာဂယူဆိုင်ပြီးတော့ဖတ်တယ်ကြည်တယ်ပေါ့နော်အဲ့ဒါခါကျအများကြီးပါအများကြီးရေးတယ်ဟိုဘနော်တကယ်ပြောဟုတ်လို့လားတို့ဘာလို့လဲနာလိုချင်တာအဲ့ဒီ scent အဲ့ဒီရဲ့ပုံစံကိုအဲ့ဒီ idea ထင်းစေချင်တာပြောရမလို့ဒီတခြင်းလေးမှာကဒီလိုထင်မှလဲဒီတခြင်းလေးကဒီလိုပေါ့လွင်မှာ ဟမ်ဒီခက်ကြီးမှာပေါ့နော်ဒီအနေထိုင်းနေပေါ့ပြီးတော့သူခန္ဓာကိုကြီးရပေါ့လက်ရောင်လိုက်နေရလားမသိဘူးပေါ့အဲ့ဒါကြီးကိုအပြိုတို့ပြောတယ်ပေါ့ဆိုတော့အဲ့ဒါသဘောကျတယ်ဘာလို့ဆိုတော့တခြင်းလေးနဲ့နန်းနေရပြောစရာလေးဖြစ်သွားတယ်အဲဒီတိုင်းပဲဟဲ့တချင်းလဲရန်ကောင်းတာပဲအဲလူလဲရန်ကြည့်ကောင်းတယ်เนาะအဲ့လိုမျိုးယူနေမကြိုက်ဘူးအဲ့ကကြာအခုတချင်းကိုဝေဖန်ပြီးတော့ပြောနေကြတဲ့ပုံမှန်တည်းလေအများကြီးသဘောကျတယ်အများကြီးပေါ့เนาะဟုတ် idea တွေနန်းအတွက်အများကြီး idea တွေရတယ်ပညာတွေရတယ်အဲဒီအပေါ်မှာတော့နန်းကိုအဲ့လို င်ကြတယ်လေအများကြီးထင်တယ်အများကြီးထင်မှန်ခွင့်ရှိတယ်နန်းအကြောင်းကောင်းကောင်းမသိရသူအခုနန်းအပြင်မှာတွေ့ရသူဆိုနန်းချစ်တယ်လီးစားတယ်အဲတချို့ဆိုလို့ရှိရင်အထန်းနဲ့အပြင်နဲ့တခြားစီပဲเนาะမတူဘူးเนาะအရန်ချစ်တာပဲအပြင်မှာစုံမှုတဲ့သူတွေကတကယ်ဟိုဟိုတယောက်နဲ့တယောက်ရေဟိုဆက်ဆက်ရေးပေါ်မှာတယောက်နဲ့တယောက်စိတ်ချင်းနားလည်ပေးနိုင်ကြတယ်မြင်လာနဲ့ကြည်လာနဲ့သူတို့သိတယ်ဒါပေမဲ့အခုနန်းကပြောနေတာနန်းကိုအပြင်မှာမမြင်ဘူးတဲ့သူတွေကကွန်မန့်ရေးပြီးနန်းကိုဘလိန်းနေတယ်လို့နန်းမပြောချင်ဘူးเนาะဒါပေမဲ့လူတိုင်းမှာကသူ့ တွေးသူ့ဟိုပေါ့နော်ဟိုအမြင်သူရှိတဲ့လောက်ပဲသူတို့သိမယ်လीနော်သူတို့ရဲ့အတွေးခေါ်ရှိတဲ့လောက်သူတို့နိုင်တဲ့လောက်ပဲမြင်တာပဲလीအဲ့အတွက်ကြောင့်နန်းအများကြီးသူတို့အပြစ်မပြောချင်ဘူးအဲနန်းနဲ့တနည်းတစ်ချိန်ချင်းတော့ဆုံးမှာပါတွေ့မှာပါပေါ့နော်အဲ့ခါကျရင်နော်နန်းအကြောင်းလည်းသိရမှာပါမြင်မှာမြင်တကယ်ချစ်ကြတယ်တကယ်လည်းလေးစားတော့ပဲနောက်တစ်ခုကသူတို့ပြောတဲ့စက်ဖြားမှာ အပြင်းနဲ့ထဲနဲ့မတူဘူးနော်လို့ပြောလာကြတယ်။အဲဘာမတူတာလဲတော့မသိဘူး။အပြင်းမှာအခုနန်းဝိတ်လဲလျှော့ထားရဲဆိုတော့အပြင်းမှာဆိုနန်းကိုတွေးလိုက်တဲ့အခါမှာသူတို့အထဲမှာအကြီးကြီးပေါ့အမိမကြီးပေါ့အဲအဲ့လိုမျိုးမြင့်နေ။အပြင်းမှာသူတို့လို့ရှိရင်ဟဲ့တသေးလေးပဲအဲအဲချောတဲ့တော့ချစ်စရာလေးတော့အမေ။ အဲ့လိုမျိုးတွေပြောတာပေါ့နော်အဲ့ဒါလည်းအရင်သဘောကျတယ်ချောတယ်ချစ်စရာလေးဆိုအရင်ကြိုက်တာပဲဒါဘူးဘူးဆိုကြိုက်တယ်အဲဒီအခုပေါ်နန်းဟိုအားလုံးကဓမ္မစကူးဆရာမလေးဆိုပြီးအတိများလာတယ်အဲ့နောက်ပိုင်းမှာနန်းဒီအနုပညာလောကတဲ့ဟိုရောက်လူနီပါရောက်တယ်ပေါ့နော်ပြောရရင်နော်အခုတချင်းဖိတ်ပွဲလေးနဲ့ဆိုတဲ့အခါမှာတဖြည်းဖြည်းလူတိများလာတော့ပြောလိုက်အစကကြတော့ဓမ္မစကူးဆရာမလေးကနေပြီးတော့မှ ီရိုးရိုးရင်ရင်လေးဝစ်စားပြီးတော့မှပေါ့နုပညာလိုင်းတွေရောက်တဲ့ခါကျတော့နန်းဝစ်တဲ့ဝစ်စားတွေကအကုန်လုံးခန္ဓာကိုယ်ကြီးပေါ်လွင်လာတာတွေရှိတယ်။အဲရှိတဲ့ဘိုင်းမှာတို့ကအဲ့ဒါကိုမြင်လာတယ်။နန်းထက်ဖွင့်ဖြိုးတဲ့မိန်းကလေးတွေအများကြီးရှိတယ်။အခုဆိုလေအခုခေတ်မှာလေအများကြီးအများကြီးလောက်ယူထားတဲ့မိန်းကလေးတွေရောဒီတဘာဝမိန်းကလေးတွေရောအများကြီးရှိပါတယ်။ဒါပေမဲ့နန်းတစ်ယောက်တည်းကိုပဲဒီ body ကိုအများတိုင်းမြင်တယ်ပေါ့နော်။ဒါပေမဲ့နန်းအဲ့ဒါကိုလည်းအပြစ်မပြောပါဘူး။ဒါပေမဲ့နန်းရဲ့ခန္ဓာကိုယ်ကလည်းပြောမယ်ဆိုလို့ရှိရင် အဲ့ပေါ်လေးဟိုအရင်တုန်းကဝစ်စားစင်ရင်မူနဲ့အခုဝစ်စားစင်ရင်မူကလုံးဝစန့်ကျင်ဘက်ဖြစ်သွားတဲ့အခါမှာလုံးဝဟင်းကနေဟာကနေဖြစ်သွားတယ်ပေါ့နော်အဲ့လိုပြောစမှတ်လေးတွေဖြစ်နေကြတာပေါ့အဲ့ပေါ်မှာပြောတဲ့အတွက်ကနားအပြစ်မပြောဘူးအပြစ်လည်းမမြင်ဘူးစိတ်လည်းမစိုးဘူးဘာလို့လဲဆိုတော့သူတို့ထင်နဲ့မြင်တဲ့အတိုင်းပြောတာပေါ့နားရဲ့ခန္ဓာကအခုဆိုနဲ့ဝိတ်လျှော့ထားတယ်ပေါ့နော်အစီချစီထိုးထားတယ်တစ်ချက်ထိုးပိန်စေးလေးနဲ့နားဝိတ်ချထားတယ်အခုနားဝိတ်ချထားတဲ့ပုံမှာဆိုရင်လည်းနားတေးလေးဖြစ်နေပြီ တကယ်ပဲပေါင်ချိန်လဲလျှော့သွားတယ်အများကြီး17ပေါင်လောက်ကျသွားတယ်အဲ့တော့နန်းအစီတက်တဲ့ထဲမှာပါတယ်စီတက်ပြီဆိုအစီကဖောင်းတယ်တည်တယ်မလားလေထိုးသလိုပဲဖောင်းကားပြီးတော့မလို့ကြီးထွားလာတာအဲ့လိုမျိုးအခုနန်းရဲ့ခန္ဓာကိုဝိတ်ချလိုက်တဲ့အခါမှာလဲသူ့အနေထားတိုင်းလေးတေးတေးတတိလေးတွေပြန်ဖြစ်သွားတယ်အဲ့ခါကျတော့နန်းပြောချင်တာကဒါနန်းရဲ့ခန္ဓာကိုဖွင့်ပြိုးမှုပေါ့နော်ဒီနန်းဝိုင်းဝသလိုမျိုးပိန်ပိန်သလိုမျိုးတော့နန်းရှိတယ်အဲ့ဟာအတွက်ကိုသူတို့ဟိုတကယ်တကယ်နားလည်နိုင်တဲ့သူတွေတော့အတိမှာပါအစီ တက်တာပေါ့နော်အစီတက်တော့ဖောင်းကားနေတာပေါ့အစီကြတော့လဲပိန်သွားတာပေါ့တိတိလေးဖြစ်သွားတာပေါ့အဲ့တော့ပါ